မြန်မာငလျင်ပေးအတွင်းကုညီကဲဆေးရေးစေကုသမှုအဖွဲ့တွေကိုစေလုပ်ပေးလိုက်ကြောင်းတယုံတန်ယုံကသတင်းထုတ်ပြန်မြန်မာနိုင်ငံအလဲပိုင်းကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့ငလျင်တန်ကြောင့်တဘာဝဘေးဖြစ်ပွားပြီးနောက်တယုံနဲ့မြန်မာနှစ်နိုင်ငံကြားချစ်ချင်ရေးကိုအခြေခံပြီးတော့တယုံအစိုးရကမြန်မာနိုင်ငံအတွက်ကဲဆေးရေးလုပ်ငန်းတွေကုညီပေးနိုင်ဖို့ချက်ချင်းစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းရန်ကုန်မြို့ရှိတယုံတန်ယုံရဲ့ Facebook စာမျက်နှာမှာသတင်းထုတ်ပြန်ခြင်းနဲ့တကွာဖော်ပြထားပါတယ် တရုတ်ဗဟိုအစိုးရရဲ့အလုံးစုံစီမံချက်အရာယူနန်ပြည်နယ်ပါတီကော်မတီအသွင်ရေးမှူးမစ္စတာ19ရဲ့ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးမစ္စတာ1ယူပိုတို့ကအဆိုပါကဲဆဲရေးအတွက်ညွှန်ကြားညှိနှိုင်းခဲ့ကြပါတယ်ယူနန်ပြည်နယ်ပြည်သူအစိုးရနိုင်ငံခြားရေးရုံးပြည်내အရေးပေါ်စီမံခန့်ခွဲမှုဦးစီးဌာနပြည်내ကျန်းမာရေးကော်မရှင် China Atom Airline Yunnan Company နဲ့တခြားဌာနတွေကထောက်ပံ့ရေးပစ္စည်းတွေကို ညာတွင်ချင်းစူးစီးပြီးမြန်မာနိုင်ငံတို့အရေးပေါ်အကူအညီတွေပေးအပ်ဖို့ကယ်ဆယ်ရေးစိတ်ကူတမှုအဖွဲ့တွေဆီလုပ်ခဲ့ကြောင်းတရုတ်တန်ယောင်ကသတင်းထုတ်ပြန်ထားပါတယ်။တရုတ်နိုင်ငံ Blue Sky ကယ်ဆယ်ရေး UN အဖွဲ့ဝင်16ဦးဟာတကူရီကာကွယ်ရေးပစ္စည်းတွေစိတ်ကူတရေးဆိုင်ရာအရေးပေါ်အထောက်တွေမိပိဆက်ပစ္စည်းတွေဖြူဖြဲရေးကိရိယာတွေစတဲ့မြို့ပြငန်းလျင်ပေးကယ်ဆယ်ရေးပစ္စည်းတွေကိုတည်ဆောင်ပြီး UN ပြည်နယ်ရွှေလီနယ်ဇက်ကိမ့်မှမြန်မာနိုင်ငံတို့ဝင်ရောက်လာခဲ့ပါတယ်။ အဆိုပါကိစေရဲ့အဖွဲ့ဟာမြန်မာနိုင်ငံမူဆယ်မြို့သို့ရောက်ရှိပြီးနောက်ကိစေရေလုပ်ငန်းတွေစတင်ဆောင်ရွက်မယ်လို့စင်ဟွာသတင်းအရအသိရပါတယ်။အစောပိုင်းကလည်းအဖွဲ့ဝင်38ဦးပါဝင်တဲ့တရုတ်နိုင်ငံယူနယ်ပြည်နယ်မှကိစေရေနဲ့စေကူတရဲ့အဖွဲ့တစ်ဖွဲ့ဟာအတက်ကဲကူရီးယားတွေငလျင်ကျိုတင်သတင်းပေးစနစ်တွေခီးဆောင်ကျိုတို့တွေနဲ့တရုတ်တွေအပါအဝင်အရေးပေါ်ကိစေရေပစ္စည်းတွေတည်ဆောင်ရင်း ကူမင်းချန်ရွှေနိုင်ငံတကာလီဆိုင်မှလေကြောင်းခရီးဖြင့်ထွက်ခွာသွားခဲ့ရာမလ29ရက်ဒီကနေ့မနေ့မြန်မာနိုင်ငံတို့ရရှိပြီဖြစ်ကြောင်းစင်ဟွာသတင်းမှဖော်ပြထားပါတယ်မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။